အားလုံးပဲမင်္ဂလာပါရှင်။ Revolve by Moni Channel မှာကြိုဆိုလိုက်ပါရစေ။ Casper Zor ရဲ့လူမကြိုက်တာ ခံရတဲ့တတ္တိဆိုတဲ့စာအုပ်လေးရဲ့အပိုင်း၉ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါရရှင်။အမားကိုဝန်ခံတာဟာရှုံးနိမ့်မှုမဟုတ်ပါဘူး။ကောင်းပါပြီ။ခမားကိုရှေ့မှာထားပြီးပုပ်ကိုရေးတိုက်ခိုက်စော်ကားလာရင် ခမားဘာလုပ်မလဲ။ဒီတိုင်းပဲငြိမ်ခံနေမှာလား။မဟုတ်သေးဘူး။မင်း ငိန်ခံနေရတယ်ဆိုတဲ့အတွေးကမင်းဟာအာနာလွန်ဆွဲမှုထဲမှာရှိနေတော့မဲဆိုတာကိုတတ်သိပြနေတာပဲတိုက်ခိုက်ဖို့အတွက်မင်းစိန်ခေါ်ခံရတဲ့အချိန်မှာအဲ့ဒါဟာအာနာလွန်ဆွဲမှုတစ်ခုပဲလို့မင်းခံစားလိုက်ရရင်ပြိပခတ်ထဲကနေမြန်နိုင်သမျှမြန်မြန်ယုံထွက်လိုက်ပါအဲ့ဒီလှုပ်ဆောင်ချက်ကိုတုံ့ပြန်မှုနဲ့ပြန်ဖြေရှင်းမနေပါနဲ့ဒါဟာငါတို့လုပ်နိုင်တဲ့တစ်ခုတည်းသောအရာပဲ ဒါပေမဲ့အဲ့ဒါလို့စိတ်ဆိုးဒေါသထွက်လာအောင်ဆွပေးတာမျိုးကို ပြန်မတုံ့ပြန်ပဲနေဖို့ဆိုတာကတကယ်တမ်းလွယ်ပါမလားဦးဆုံးအနေနဲ့ကျွန်တော်ဒေါသကိုထိန်းချုပ်တဲ့နယ်လို့ခင်ဗျားပြောမလို့လားမင်းရဲ့ဒေါသကိုမင်းထိန်းချုပ်လိုက်တဲ့အချိန်မှာမင်းဟာငြိမ်ခံလိုက်တာဖြစ်သွားပြီ ဟုတ်တယ်နော်အဲ့ဒီအစားမှာကိစ္စရက်တွေကိုဒေါသဆိုတဲ့စိတ်ဝင်စိတ်ခံစားမှုမပါပဲရှည်ရှင်းတဲ့နီလန်းကိုသင်ယူကြရအောင်လား။ဘာကြောင့်လဲဆိုတော့နောက်ဆုံးမှာဒေါသဆိုတာဟာ လက်နဲ့ကရိယာတခုဖြစ်နေမှာမို့ပဲရီမန်းချက်တခုပြေဝအောင်လုပ်တဲ့နီးလန်းတခုပေါ့အဲ့ဒါကခက်ခဲတဲ့ကိစ္စတခုပဲဒီမှာမင်းကောင်ကပထမဆုံးနားလည်စေချင်တဲ့အချက်ကဒေါသဆိုတာဆက်သွယ်ရေးပုံစံတစ်မျိုးဖြစ်တယ်ဆိုတဲ့အချက်နဲ့အဲ့ဒီဆက်သွယ်ရေးဟာဘာပဲပြောပြောဒေါသဆိုတာကိုမသုံးဘဲလဲလုပ်လို့ရတယ်ဆိုတဲ့အချက်ပါပဲငါတို့ဟာငါတို့ရဲ့အတွေးတွေနဲ့ရည်ရွယ်ချက်တွေကိုဒေါသဆိုတာမလိုအပ်ဘဲလွှဲပြောင်းပေးလို့ရတယ်လို့လက်ခံလို့လည်းရပါတယ် ဒီချက်ကိုမင်းအတွေ့အကြုံနဲ့နားလည်အောင်သင်ယူရမယ်ဆိုရင်ဒေါသဆိုတဲ့စိတ်ခံစားချက်ဟာသူ့အလိုလိုပဲပေါ်ပေါက်မလာတော့ပဲရက်တန့်သွားပါလိမ့်မယ်။ဒါပေမဲ့သူတို့ကခမည်းကိုမဟုတ်တန်းနေရတွေနဲ့လာဆွဆွဲနေရင်ရောဒါမှမဟုတ်ခမည်းကိုစော်ကားမော်ကားတွေလာပြောနေရင်ရောအဲ့ဒါလို့အခြေအနေမှာတော့မှဒေါသမထွက်သင့်ဘူးလား။မင်းနားလည်ပုံမရသေးဘူး။မင်းဒေါသမထွက်ရဘူးလို့မဟုတ်ဘူးဒါပေမဲ့ဆိုလိုတာကဒေါသဆိုတဲ့လက်နက်ကိရိယာကိုအမိခိုမပြုရဘူးလို့ပြောတာ စိတ်ဆက်တဲ့လူတွေဟာစိတ်တူတတ်ကြတာမဟုတ်ဘူးသူတို့ဟာဒေါသဆိုတာထက်ပူထီရောက်တဲ့ဆက်သွယ်ရေးကိရိယာတွေရှိတယ်ဆိုတာကိုမသိကြတာသာဖြစ်တယ်။ဒါကြောင့်လူတွေဟာငါဒေါသထွက်လာပြီဒါမှမဟုတ် သူဒေါသထွက်လာပြီစတဲ့စကားတွေနဲ့အဆုံးသတ်သွားကြတယ်။ငါတို့ဟာဆက်သွယ်မှုတွေပြုလုပ်တဲ့နေရာမှာဒေါသဆိုတာကိုမိခိုးနေတာကိုအဆုံးသတ်ပြရမယ်။ဒေါသမဟုတ်တဲ့ထိရောက်တဲ့ဆက်သွယ်ရေးလက်နက်ကိရိယာ ငါတို့မှာဘာသာစကားရှိတယ်။ငါတို့ဟာဘာသာစကားနဲ့ဆက်သွယ်မှုပြုလို့ရတယ်။ဘာသာစကားရဲ့စွမ်းအားနဲ့ယုတ်တည့်ရဲ့ဘာသာစကားကိုငါတို့ယုံကြည်ရမယ်။သိကြတာပေါ့။ကျွန်တော်အဲ့ဒါတွေကိုမယုံကြည်ရင်အခုလုပ်နေတဲ့ဆွေးနွေးမှုတောင်ဖြစ်လာမှာမဟုတ်ဘူး။အာဏာလွန်ဆွဲမှုနဲ့ပတ်သက်တဲ့နောက်တစ်ချက်ရှိသေးတယ်။ဥပမာတိုင်းမှာမင်းမှန်တယ်လို့မင်းဘလောက်ပဲထင်တယ်။အဲ့ဒီမင်းမှန်တယ်လို့ထင်တဲ့အထင်ကိုအခြေခံပြီးတစ်ဖက်လူကိုမဝေဖန်လိုက်မိစေနဲ့။ အဲ့ဒါဟာလူအတော်များများကြာသွားတဲ့လူမှုဆက်ဆံရေးထောင်ချောက်တစ်ခုပဲအဲ့ဒါကဘလို့ဖြစ်တာလဲတရားရောက်ကလူမှုဆက်ဆံရေးတရားမှာငါမှန်တယ်လို့ထင်လိုက်တဲ့အခိုက်တက်မှာပဲသူဟာအာနာလွန်ဆွဲမှုတွေကိုရောက်သွားပြီဖြစ်တယ်ခမရမှန်တယ်လို့ခမရထင်လိုက်တာလေးကြောင့်နဲ့လားမဟုတ်တာဒါကအားလုံးကိုဝလုံးရှင်နဲ့တင်းကျုံရင်းလိုက်တယ်လို့ပဲငါမှန်တယ်လို့ပြောလိုက်တာကတစ်ဖက်လူကိုမှားနေပြီလို့ပြောလိုက်တာပဲအဲ့ဒီအချိန်မှာဆွေးနွေးမှုရဲ့ဥတီချက်ဟာ အဆိုရဲ့မှန်ကန်မှုကနေလူမှုဆက်ဆံရေးအနေအထားအစီကိုပြောင်းရွှေ့သွားတယ်။တနည်းပြောရရင်ငားမှန်တယ်ဆိုတာကိုတတ်သိထူဖို့ကြိုးပမ်းတာဟာတစ်ဖက်လူဟာမှားနေတယ်ဆိုတဲ့ယူဆချက်စီကိုရောက်သွားစေတယ်။အဲ့ဒါလိုနဲ့နောက်ဆုံးမှာပြိုင်ပွဲတစ်ခုအတွင်ရောက်သွားပြီးဒီပွဲမှာငားနိုင်ရမယ်ဆိုတဲ့အတွေးကပေါ်လာပါလေရော။အဲ့ဒါလိုနဲ့နောက်ဆုံးမှာအာနာလွန်ဆွဲမှုစီကိုရောက်သွားတော့တာပဲ။ဟမ်ပထမဆုံးအနေနဲ့လူတစ်ယောက်ရဲ့အဆိုရဲ့မှန်ကန်မှုဟာနိုင်ခြင်း ရှုံးချင်းတွေနဲ့ဘာမှမပတ်သက်ပါဘူးမင်းမှန်တယ်လို့မင်းထင်နေခဲ့ရင်တဖက်လူရဲ့ထင်မြင်ချက်ကဘလို့ဖြစ်နေသည်ဖြစ်စေဆွေးနွေးနေတဲ့အကြောင်းအရာဟာအဲ့ဒီနေရာမှာပဲတန့်သွားလိမ့်မယ်ဒါပေမဲ့လူတော်များများကအာနာလွန်ဆွဲမှုတွေကိုပဲတိုးဝင်သွားကြပြီးတဖက်လူသူ့ရှေ့ဒူးထောက်ရှုံးပေးလာဖို့ပဲစ조사ကြတော့တယ်ဒါကြောင့်မဲသူတို့ဟာအမားတစ်ခုကိုဝန်ခံတာကိုရှုံးမာပြီလို့ဝန်ခံတာလို့မှတ်ယူကြတော့တယ်ဟုတ်တယ်အဲ့လိုဖြစ်နေကြတာပဲ လူတယောက်ရဲ့အရှုံးမပေးလို့တဲ့စိတ်ဆန္ဒကြောင့်လူတယောက်ဟာသူ့အမားကိုဝန်ခံလိုဘူးဖြစ်နေတယ်။အဲ့ဒါရဲ့ရလက်အနေနဲ့သူဟာမှားရွံ့တဲ့လမ်းကြောင်းကိုရွေးချယ်မိသွားတာပဲ။အမားတွေကိုဝန်ခံတာတောင်းမန်စကားပြောကြတာနဲ့အနာလွန်ဆွဲမှုတွေထဲကနေရှောင်ထွက်တာအဲ့ဒါတွေအလုံးဟာရှုံးနေတာတွေမဟုတ်ကြပါဘူးကြီးကျယ်မြင့်မားမှုကိုလှမ်းဆွတ်ခြင်းဟာအခြားသူတွေနဲ့ရှင်ပြိုင်ခြင်းကနေရရှိလာတဲ့အရာမဟုတ်ပါဘူး ဆိုတော့အနိုင်ရှုံးကိုပဲလုံးမန်းနေမယ်ဆိုရင်ခင်ဗျားမှန်ကန်တဲ့ရွေးချယ်မှုကိုလုပ်နိုင်နေဆိုရင်ဆုံးရှုံးသွားမယ်ဟုတ်လားဟုတ်တယ်အဲ့ဒါကမင်းရဲ့ဆုံးဖြတ်နိုင်စွမ်းကိုတိမ်တလာဖုံးသွားလိမ့်မယ်မင်းလိုရှိတာကတစ်ဖက်လူကိုမြဲမြံဆန်းဆန်းအနိုင်ရဖို့ပဲဖြစ်သွားလိမ့်မယ်အဲ့ဒါလိုနဲ့မင်းလမ်းကြောင်းအမားတွေကိုရောက်သွားလိမ့်မယ်ပြိုင်ပွဲဆိုတဲ့အမြင်နဲ့အနိုင်အရှုံးဆိုတဲ့အမြင်တွေကိုဆွန့်လွတ်နိုင်တဲ့အချိန်ကြမှသာလင်ငါတို့ဟာမှားတာတွေကိုပြင်ဆင်နိုင်ပြီးငါတို့ကိုငါတို့ပြောင်းလဲနိုင်လာလိမ့်မယ် ဘဝမှာကြုံတွေ့လာတဲ့တာဝန်တွေကိုကြော်လွှားပါ။ကောက်ပါပြီ။ဒါပေမဲ့ပြဿနာတစ်ခုတော့ကြံသေးတယ်။အဲ့ဒါကတော့ပြဿနာအားလုံးဟာလူလူချင်းဆက်ဆံရေးနဲ့ဆိုင်တဲ့ပြဿနာတွေကြီးပဲဆိုတဲ့စကားပါ။နှိမ့်ကြတယ်ဆိုတဲ့ခံစားချက်ဟာလူလူချင်းအပြန်အလှန်ဆက်ဆံရေးမှာစိုးရိမ်စိတ်ကြောက်ပေါ်ပေါက်လာတာဆိုတာကိုကျွန်တော်နားလည်ပါတယ်။ပြီးတော့အဲ့ဒါကလည်းကျွန်တော်တို့အပေါ်မှာအတိုင်းအတာတစ်ခုအထိတက်ရောက်မှုရှိနေပါတယ်။ဘဝဆိုတာပြိုင်ပွဲတစ်ခုမဟုတ်ဘူးဆိုတဲ့အတွေးအမြင်ကိုလည်းရုတ်တိကြတယ်ဆိုတာကျွန်တော်လက်ခံပါတယ်။ တခြားလူတွေကိုရဲဘော်ရဲဘက်တွေအဖြစ်ကျွန်တော်မမြင်နိုင်ဘူးဖြစ်နေတယ်။ပြီးတော့ကျွန်တော်အတွေ့အကြုံရရာမှာသူတို့ကိုရန်သူတွေအဖြစ်ထင်မြင်နေမိတော့မယ်။ဒါကပြဿနာတစ်ခုပဲ။ဒါပေမဲ့ကျွန်တော်ဗဟေရီဖြစ်နေတာကအဲ့ဒလာကလူချင်းချင်းဆက်ဆံရေးကိုဘာကြောင့်အရန်အလေးပေးလွန်ခဲ့တာလဲဆိုတဲ့အချက်ပဲ။အားလုံးဆိုတဲ့စကားကိုသူဘာကြောင့်သုံးခဲ့ရတာလဲ။လူမှုဆက်ဆံရေးနဲ့ဆိုင်တဲ့ပြဿနာတွေကအင်မတန်အရေးကြီးပါတယ်။ဘလောက်ကြဲကြဲပြန့်ပြန့်ပြောပြောမလုံလောက်နိုင်ဘူး။ နောက်ဆုံးတစ်ခေါက်ကမင်းကငါပြောခဲ့တယ်။မင်းမှရော့ပါနေတဲ့အရာကပျော်ရွှင်မှုအတွက်လိုအပ်တဲ့တတ္တိပဲဆိုတာလေ။မင်းဒါကိုမှတ်မိတယ်။ဟုတ်တယ်နော်။ကျွန်တော်မေ့ဖို့စူးစမ်းရင်တော့မမေ့နိုင်ပါဘူးဗျာ။ဆိုတော့မင်းဘာကြောင့်တခြားသူတွေကိုရန်သူတွေလို့မြင်နေရတာလဲ။ပြီးတော့သူတို့ကိုမင်းရဲ့ရဲဘော်ရဲဘက်လို့ဘာကြောင့်မမြင်နိုင်ရတာလဲ။အဲ့ဒါကဘာကြောင့်လဲဆိုတော့မင်းဟာတတိပြောက်ဆုံးနေပြီးတော့မင်းရဲ့ဘဝပေးတာဝန်တွေကနေအဝေးကိုရှောင်ပြေးနေလို့ပဲကျွန်တော်ရဲ့ဘဝပေးတာဝန်တွေဟုတ်လား မှန်နေဒါကအရေးကြီးတဲ့ချက်ပဲအဒလာစိတ်ပညာမှာလူတွေရဲ့အပြုအမူနဲ့စိတ်တဲ့ရေးရာအတွဲရှင်းလင်းတဲ့ရည်မှန်းချက်တွေကိုချမှတ်ဖော်ထုတ်ထားတယ်။ဘလို့ရည်မှန်းချက်မျိုးတွေလဲဗျာ။ဦးဆုံးအနေနဲ့အပြုအမူအတွဲရည်မှန်းချက်နှစ်ခုရှိတယ်။ကိုကိုကိုမိကိုအားထားဖို့နဲ့လူဖွဲ့စည်းနဲ့တဟဇာတာဖြစ်စွာနေထိုင်ဖို့ပဲ။နောက်အဲ့ဒီအပြုအမူတွေကိုထောက်ပံ့ပေးဖို့ရာအနေနဲ့စိတ်တဲ့ရေးရာအတွဲဖြည့်ဆည်းရမယ့်ရည်မှန်းချက်နှစ်ခုရှိတယ်။အဲ့အရာတွေကတော့ငါ့မှာစွမ်းဆောင်ရည်တွေရှိတယ်ဆိုတာကိုသိမှုနဲ့ လူတွေဟာငါ့ရဲ့ရဲဘော်ရဲဘက်တွေဖြစ်တယ်ဆိုတာကိုသိမှုတွေပဲခဏနေပါဦးအဲ့အရာကိုကျွန်တော်ချရေးလိုက်ပါဦးမယ်အပြုတ်မှုတွေရည်မှန်းချက်နှစ်ခုရှိတယ်ကိုကိုကိုမိခိုအားထားဖို့နဲ့လူဖွဲ့စည်းနဲ့တဟဇာတာရှိရှိနေထိုင်ဖို့ပြီးတော့စိတ်တဲ့ရေးရာအတွက်ရည်မှန်းချက်နှစ်ခုရှိတယ်ငါ့မှာစွမ်းဆောင်ရည်ရှိတယ်ဆိုတာကိုသိဖို့နဲ့လူတွေဟာငါ့ရဲ့ရဲဘော်ရဲဘက်တွေပဲဆိုတာကိုသိဖို့ကောက်ပါပြီဒါဟာအရေးကြီးတဲ့အကြောင်းအရာဆိုတာကျွန်တော်မှန်းဆကြည့်နိုင်ပါတယ် လူဖွဲ့စည်းတဲ့ကလူတွေနဲ့တဟဇာတာကြကြရှင်တွဲနေထိုင်နေချိန်မှာကိုကိုကိုမိခိုအားထားဖို့ဒီချက်တွေကကျွန်တော်တို့ဆွေးနွေးခဲ့သမျှအကြောင်းအရာတွေနဲ့ချိန်ဆက်နေသလိုပဲပြီးတော့ဒီမန်းချက်တွေဟာဘဝဘေးတာဝန်တွေလို့အဒလာခေါ်တဲ့အရာတွေကို ရင်ဆိုင်ခြင်းအဖြစ်ပြေဝနိုင်တယ်ဘဝဘေးတာဝန်တွေဆိုတာဘာတွေလဲဘဝဆိုတဲ့စကားလုံးကိုကလေးငယ်ဘဝအထိပြန်သွားပြီးစဉ်းစားကြည့်ကြရအောင် ကလေးဘဝအတွင်းမှာငါတို့ဟာမိဘတွေရဲ့ကာကွယ်စောင့်ရှောက်မှုအောက်မှာဘာအလုံးမှမလိုအပ်ဘဲနေထိုင်နိုင်ကြတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ငါတို့ဟာကိုကိုကိုမိခိုအားထားရမယ့်အချိန်ကိုရောက်လာတယ်။လူတစ်ယောက်ဟာသူ့မိဘတွေအပေါ်မှာထာဝရမိခိုနေလို့မရဘူး။ပြီးတော့လူတစ်ယောက်ဟာစိတ်ပိုင်းအရာ ကိုကိုကိုမိခိုအားထားရမှာဖြစ်တယ်လို့လူမှုအနေအရာလည်းကိုကိုကိုမိခိုအားထားရမှာဖြစ်တယ်။လူတစ်ယောက်ဟာအလုပ်ဆိုတာတမျိုးမျိုးနဲ့လည်းထိတွေ့ရမှာဖြစ်တယ်။ အလုပ်ဆိုလို့ကုမ္ပဏီတစ်ခုခုမှဝင်ရောက်လုပ်ကင်တာမျိုးဆိုတဲ့ကျင်းမြောက်တဲ့အမြင်နဲ့မကြည့်မြင်နဲ့ဒါပြင်ကြီးပြင်းလာတဲ့ဖြစ်စဉ်မှာလူတယောက်ဟာတငယ်ချင်းဆက်ဆံရေးအမျိုးအစားအလုံးကိုစတင်လာခဲ့တယ်လူတယောက်ဟာထိမ်းမြားလက်ထပ်မှုစီကိုဥတီသွားမဲ့ချစ်မှုရေးရာဆက်ဆံရေးမျိုးကိုလည်းစတင်လာမှာပဲပေါ့ကွာအဲ့ဒါလို့ဖြစ်လာခဲ့ရင်အိမ်ထောင်ရေးဆိုတဲ့ဆက်ဆံမှုကိုသူအစပြုရပြီပေါ့ကလေးတွေရလာပြီဆိုရင်လဲမိဘသားသမီးဆက်ဆံရေးဟာအစပြုလာမှာပဲ ဒီဖြစ်စဉ်တစ်လျှောက်မှာ ဖြစ်လာတဲ့လူမှုဆက်ဆံရေးတွေကိုအဒလာကကဏ္ဍ၃ခုခွဲထားခဲ့တယ်။အဲ့ဒါတွေကိုသူကအလုတ်တာဝင်၊မိတ်ဆွေတာဝင်နဲ့အချစ်တာဝင်တွေရဲ့လို့သတ်မှတ်ခဲ့တယ်။အဲ့ဒါတွေအားလုံးကိုပေါင်းပြီးတော့ဘဝဘေးတာဝင်တွေလို့သူကခေါ်ခဲ့တယ်။ဒီတာဝင်တွေကလူအဖွဲ့စီရဲ့အဖွဲ့ဝင်တယောက်အနေနဲ့လူတွေမဖြစ်မနေလုပ်ရမယ့်အလုပ်တွေလား။တနည်းပြောရရင်မဖြစ်မနေအလုပ်လုပ်ရတာမျိုးနဲ့အခွန်ပေးဆောင်ရတာလိုမျိုးအရာတွေလား။မဟုတ်ပါဘူး။ ဒီဟာတွေကိုလူလူချင်းဆက်ဆံရေးအ нэт တသက်နဲ့ပဲစဉ်းစားရှုမြင်ပါဆိုလိုတာကလူတယောက်ရဲ့လူလူချင်းဆက်ဆံရေးဆိုင်ရာအကွာအဝေးနဲ့အ нэт အ ਨੇ ဆိုတဲ့ဘောင်ထဲကနေပဲကြည်ပါအဲ့ဒလာကတခါတလေမှအဓိကပြောလို့ရင်အချက်ကိုခြုံငုံမိစေဖို့အတွက်အဲ့ဒါတွေကိုလူမှုအထုံးသုံးခုလို့ခေါ်လေးရှိတယ်လူတယောက်ရဲ့လူလူချင်းဆက်ဆံရေးဆိုင်ရာအကွာအဝေးနဲ့အ нэт နဲ့ဟုတ်လားလူတယောက်ဟာလူလူချင်းဆက်ဆံရေးတွေကိုဘလို့မှရှောင်လဲလို့မရဘူး သူဟာလူမှုဆက်ဆံရေးသတ္တဝါတဦးအနေနဲ့ရှင်သန်တော့မယ်ဆိုရင်ဒါတွေကိုရင်ဆိုင်ရမှာပဲဒါတွေဟာဘဝဘေးတာဝန်တွေပဲသူတို့ဟာလူတယောက်ရွေးချယ်ခွင့်မရှိပဲမဖြစ်မနေထမ်းဆောင်ရမယ့်တာဝန်တွေဖြစ်တယ်ဆိုတဲ့အနက်ရှိတယ်ပုံပြီးတိတိကျကျပြောပြပေးလို့ရမလားပထမဆုံးအနေနဲ့အလုပ်တာဝန်ကိုကြည့်ကြည့်ရအောင်ဘာအလုပ်အမျိုးအစားကိုလုပ်တည်ဖြစ်စေတယောက်တည်းလုပ်လို့ပြီးမြောက်နိုင်မယ့်အလုပ်ဆိုတာမျိုးမရှိဘူးဥပမာအနေနဲ့ငါဟာတယောက်တည်းငါဒီစာကြည့်ကမ်းလေးထဲမှာ ချမ်းတွေထိုင်ရင်းနေတယ်ဆိုပါစို့စာရေးတယ်ဆိုတာတခြားဘယ်သူမှငါ့ကိုလာကူညီပြီးလှုပ်ပေးစရာမလိုတဲ့ကိုယ်တိုင်လှုပ်လို့ရတဲ့အလုပ်တစ်ခုပဲဒါပေမဲ့လည်းဒီလှုပ်မှလည်းအဒီတာတွေနဲ့အခြားများစွာသောလူတွေလိုအပ်သေးတယ်အဲ့ဒါလိုလူတွေရဲ့အကူအညီတွေကိုမရခဲ့ရင်ဒီလှုပ်ကပြီးမြောက်နိုင်မှာမဟုတ်ဘူးစာအုပ်ကိုဒီဇိုင်းဆင်ပေးမဲ့သူတွေလိုတယ်ပုံနှိပ်ပေးမဲ့သူတွေလိုပဲစာအုပ်ဆင်တွေပေါ်အရောက်ဖြန့်ဝေပေးမဲ့သူတွေလိုတယ်စာအုပ်ဆိုင်မှာရောင်းပေးမဲ့အရောင်းစည်းရေးလေးတွေလိုမယ် အခြားသူတွေရဲ့ပူပေါင်းကူညီမှုမပါဘဲပြီးမြောက်နိုင်တဲ့အလုပ်ဆိုတာမူရအားဖြင့်တော့မရှိနိုင်ဘူးကွပြောရရင်အဲ့ဒါကိုကျွန်တော်လက်လက်ခံပါတယ်ဒါပေမဲ့လည်းအကွာဝေးနဲ့အနက်နဲ့ဆိုတဲ့ရှူတော့ငါကြည့်ရင် အလုပ်ရဲ့လူမှုဆက်ဆံရေးဟာအဟန့်တာအနည်းဆုံးပဲလို့ပြောရမယ်အလုပ်ရဲ့လူမှုဆက်ဆံရေးဟာရလက်ကောင်းတွေရဖို့ဆိုတဲ့နားလည်ရလွယ်တဲ့ဘုံရည်ရွယ်ချက်ရှိတယ်ဆိုတော့လူတွေဟာသူတို့ချင်းတိတ်အစေးမကပ်ဘူးဆိုရင်တောင်မှပူပေါင်းပြီးလှုပ်ဆောင်ကြသေးတယ်အတိုင်းအတာတစ်ခုအထိလည်း သူတို့ဟာတခြားရွေးချယ်စရာမရှိပဲပူးပေါင်းဆောင်ရွက်ကြရတယ်။လုပ်ငန်းထဲကလူတွေနဲ့အလုံနဲ့ပတ်သက်တဲ့ဆက်ဆံရေးပဲရှိနေသမျှတော့အလုပ်ချိန်ကုန်လွန်သားတဲ့အချိန်မှာသူနဲ့ပေါင်းသင်းဆက်ဆံရေးမလိုပဲအပြင်ကတခြားသူတွေနဲ့ဆက်ဆံလို့ရသေးတယ်။ဒါမှမဟုတ်အဆင်မပြေရင်အလုပ်ပြောင်းလိုက်လို့လည်းရတယ်။ဟုတ်တယ်အမှန်ပဲ။ဒီလိုအနေထားမှာလူလူချင်းဆက်ဆံရေးထဲမှာရှိမနေတဲ့သူတွေကို ပလာလာငါ ြညာရေးအလုတ်ဒါမှမဟုတ်လေ့ကျင့်သင်ကြားရေးထဲမှာ ရှိမနေတဲ့လူငယ်ဒါမှမဟုတ်အပိတ်သမားအခန်းထဲမှာတယောက်တည်းပိတ်ပြီးနေတဲ့သူတွေလို့ခေါ်တယ်။ဟမ်နေပါဦးသူတို့အလုတ်လုပ်ဖို့မစူးစမ်းကြတာကသူတို့အလုတ်မလုပ်ချင်တာကြောင့်မဟုတ်ပဲဒါမှမဟုတ်ကာယအလုတ်တွေကိုမလုပ်ချင်တာကြောင့်မဟုတ်ပဲအလုတ်နဲ့အတူတွဲပါလာမဲ့လူမှုဆက်ဆံရေးတွေကိုရှောင်ချားချင်တာကြောင့်လေးပဲလို့ခင်ဗျားပြောနေတာလားသူတို့ သူတို့ကိုသူတို့သိသလားမသိဘူးလားဆိုတဲ့မေးခွန်းကိုဘေးဖယ်ထားလိုက်မယ်ဆိုရင်လူမှုဆက်ဆံရေးကအ धिक ဗဟိုနေရာမှာရှိနေတယ်။ဥပမာလူတစ်ယောက်ဟာလှုပ်လှုပ်ဖို့အတွက်ကိုရေးအချင်းကိုပို့ပြီးအင်တာဗျူးဝင်ဖြေတယ်။ပြီးတော့ကုမ္ပဏီတစ်ခုပြီးတစ်ခုကသူ့ကိုမရွေးချယ်ပဲညှင်းပယ်ကြတယ်။အဲ့ဒါလိုဖြစ်တဲ့အခါသူ့ရဲ့မာနဟာထိပါခံရပြီးနာကျင်ရတယ်။အလုတ်ရသွားပြီးတဲ့နောက်မှာလဲအဲ့ဒါလိုအရာမျိုးတွေကိုသူကြုံနေရတယ်ဆိုရင်သူအလုတ်လုပ်နေရခြင်းရဲ့ရည်ရွယ်ချက်ကဘာများဖြစ်လိမ့်မလဲဆိုပြီး သူစပြီးတွေးတော်စဉ်းစားလာမယ်ဒါမှမဟုတ်အလုံမှာသူကြီးမားတဲ့အမားတွေကိုလှုပ်လိုက်မယ်ကုမ္ပဏီဟာသူ့ကြောင့်ငွေအများကြီးဆုံးရှုံးလိုက်မယ်သူလည်းမျောလင့်ချက်မဲ့တယ်လို့ခံစားလာရလိမ့်မယ်သူအမောင်နှဲကိုကြားရောက်သွားတယ်လို့ဖြစ်လာလိမ့်မယ်နောက်တစ်နေ့မှာအလုပ်ကိုတွားရမယ်ဆိုတဲ့အတွေးကိုသူမခံစားနိုင်တော့ဘူးဖြစ်လာလိမ့်မယ်ဒါတွေအားလုံးဟာအလုပ်ကြောင့်အလုံမလုံချင်တော့တာမျိုးတခုမှမဟုတ်ဘူးသူအလုံမလုံချင်ရခြင်းအကြောင်းရင်းဟာအလုံမှာသူတခြားသူတွေရဲ့ဝေဖန်ခံရမှာကိုစိုးရိမ်လို့ ဒါမှမဟုတ်အလုံးလုံးရင်ပြင်းပြင်းထန်ထန်အပြစ်တင်တာကိုခံစားရမှာစိုးလို့စွမ်းဆောင်ရည်မရှိတဲ့သူလို့ဒစိတ်ကတ်တာကိုခံရမှာစိုးလို့ဒါမှမဟုတ်အရေးချင်းမရှိတဲ့သူအလုံးအတွက်အံမဝင်တဲ့သူလို့အပြောခံရပြီး သူ့အတ္တကို ထိခိုက်တာကိုခံရမှာစိုးလို့စတာတွေကြောင့်ပဲဖြစ်တယ်။တနည်းပြောရရင် အလုံးဟာလူမှုဆက်ဆံရေးဆိုင်ရာပြဿနာတွေကြီးပဲ။ကျိုးနီနဲ့ခိုင်မြဲတဲ့ချင်းကျိုးကောက်ပါပြီ ကျွန်တော်ကန့်ကွက်မှုကိုကျွန်တော်ခဏမျိုးချထားလိုက်ပါဦးမယ်။နောက်ထပ်မိတ်ဆွေတာဝန်ကိုဆက်ပြောပါဦး။ဒါကကြဲပြက်တဲ့အနေနဲ့ပြောရမယ်ဆိုရင်အလုတ်ဆက်ဆံရေးမဟုတ်တဲ့မိတ်ဆွေတငယ်ချင်းဆက်ဆံရေးမျိုးပါပဲ။ဒီဆက်ဆံရေးမှာကလုံမာတုံးကလို့မဖြစ်မနေလုတ်ကိုလုတ်ရမှဖြစ်မှာဆိုတာမျိုးလုံးဝမပါဘူး။ဒီဆက်ဆံရေးကအစာပြုတ်ဖို့ရာခက်ခဲသလိုကြဲပြက်လာအောင်လုပ်ဖို့လည်းခက်ခဲတယ်။အာဒါတော့မှန်တယ်။ ကြောင်ဒါမှမဟုတ်အလုပ်လိုမျိုးနေရာတစ်ခုရှိရင်လူတယောက်ဟာဆက်ဆံရေးတစ်ခုကိုထူထောင်နိုင်စွမ်းရှိလိမ့်မယ်။ဒါပေမဲ့အဲ့ဒါဟာအဲ့ဒီနေရာမှာပဲအကန့်အသတ်နဲ့ရှိနေမဲ့အပေါ်ယံဆက်ဆံရေးမျိုးပဲ။ပုံကိုရေးတငယ်ချင်းဆက်ဆံရေးမျိုးထူထောင်ဖို့ကြိုးပမ်းမယ်ဆိုရင်တော့မှဒါမှမဟုတ်ကြောင်ဒါမှမဟုတ်အလုပ်ရဲ့ပြင်ပမှာတငယ်ချင်းတယောက်ရဖို့ရှာဖွေမယ်ဆိုရင်အဲ့ဒါကအတော်ကြီးကိုခက်ခဲတဲ့ကိစ္စဖြစ်လိမ့်မယ်။မိမရင်းနှီးတဲ့တငယ်ချင်းလို့ပြောလို့ရမယ့်တယောက်ယောက်ရှိလား။ကျွန်တော်မှတငယ်ချင်းတယောက်ရှိတယ်။ဒါပေမဲ့ ရင်းနှီးတယ်လို့ပြောလို့ရမရဆိုတာတော့ကျွန်တော်မသေးကြဘူး။ငါလဲထုံနည်း၎င်းပါပဲ။ငါအထက်တန်းကျောင်းမှာတော့ငါဟာတငယ်ချင်းရဖို့တောင်မစူးစမ်းမိခဲ့ပဲနဲ့ဂရိနဲ့ဂျာမန်ဘာသာစကားတွေကိုလေ့လာရင်းနဲ့ပဲငါနေ့တွေကိုအကုန်ဆုံးခဲ့တယ်။ပြီးတော့ဒသနာစာအုပ်တွေကိုငိမ့်ငိမ့်လေးထိုင်ဖက်နေရင်းနဲ့ပေါ့။ငါမိကငါအတွက်စိုးရိမ်ပြီးငါအတန်းမိုင်ဆရာနဲ့တောင်လာဆွေးနွေးရသေးတယ်။ငါဆရာကသူ့ကိုပြောလိုက်တယ်။စိုးရိမ်စရာမရှိပါဘူး။သူဟာတငယ်ချင်းတွေမလို့အပ်တဲ့သူမျိုးပါတဲ့။ အဲ့စကလုံးတွေကငါမေကိုအားတက်ပြီးစိတ်သက်သာရရသွားစေခဲ့တယ်။ငါအတွက်ရောပေါ့။တငယ်ချင်းတွေမလို့တဲ့သူတယောက်ဟုတ်လား။ဆိုတော့အထက်တန်းเจ้าမှာခမရတငယ်ချင်းတယောက်တလေမှမရှိခဲ့ဘူးပေါ့။ငါမှာတငယ်ချင်းတယောက်တော့ရှိခဲ့တယ်။သူကတက္ကသိုလ်မှာလေ့လာဖို့တန်တဲ့အရာဘာမှမရှိပါဘူးကွာလို့ငါ့ကိုပြောခဲ့တယ်။ပြီးတော့သူတက္ကသိုလ်ကိုလည်းမသွားခဲ့ဘူး။တောင်တန်းတွေပေါ်မှာနှစ်အတော်ကြာတကူတည်းသွားနေခဲ့တယ် ခုချိန်မှာတော့သူအရှိတောင်အရှာမှာစာနယ်ဇင်းသမားအဖြစ်အလုပ်လုပ်နေပြီလို့ငါကြားတယ်။သူ့ကိုမတွေ့တာဆယ်စုနှစ်တွေတောင်ကြာနေပြီ။ဒါပေမဲ့ငါတို့ပြန်ဆုံတွေ့လိမ့်အောင်မယ်ဆိုတဲ့ခံစားချက်ငါမှရှိနေတယ်။ငါတို့အရင်ကလှုပ်ခဲ့သလိုပဲအတူတူထွက်လဲပတ်ကြတာတွေလုံနိုင်လိမ့်အောင်မယ်လို့ထင်တယ်။လူတော်များများကတော့တငယ်ချင်းများများရှိတာကပိုကောင်းတယ်လို့ထင်ကြတယ်။ဒါပေမဲ့ငါကတော့အဲ့လိုမျိုးတိတ်မထင်ဘူး။တငယ်ချင်းတွေအတိအကျွမ်းတွေနဲ့အရေးအတွက်ဟာဘာတန်မိုးမှမရှိလာဘူး။ ပြီးတော့တငယ်ချင်းအတိအကျွမ်းဆိုတာမျိုးက အချစ်တာဝန်နဲ့ချိတ်ဆက်နေတဲ့အကြောင်းအရာတရက်ဖြစ်တယ်။ငါတို့စဉ်းစားတဲ့အချက်ကဆက်ဆံမှုတွေရဲ့အကွာအဝေးနဲ့အနက်အနည်းပဲ။ယင်းနီးကျွမ်းဝင်နီးစက်တဲ့တငယ်ချင်းတွေရဖို့ကကျွန်တော်အတွက် ဖြစ်နိုင်ခြေရှိသလား။တေချာပေါက်ဖြစ်နိုင်တာပေါ့ကွာ။မင်းပြောင်းလဲလာရင်မင်းပတ်ဝန်းကျင်ကလူတွေလည်းပြောင်းလဲလာမှာပဲပေါ့။သူတို့မပြောင်းလဲပဲမနေနိုင်ပဲနဲ့ပြောင်းလဲရမှာပါပဲ။ အဒလာစိတ်ပညာဆိုတာကိုကိုကိုပြောင်းလဲတဲ့စိတ်ပညာပါအခြားသူတွေကိုလိုက်ပြောင်းလဲရတဲ့စိတ်ပညာမဟုတ်ဘူးအခြားသူတွေပြောင်းလဲလာမှာကိုစောင့်နေမဲ့စာဒါမှမဟုတ်ခြေနေတွေပြောင်းလဲလာမှာကိုစောင့်နေမဲ့စာမင်းကိုယ်တိုင်ကစပြီးရှေ့ကို ခြေတလန်းလှမ်းရမှာပဲအင်းငါခန်းထဲကိုလာလေဖို့အတွက်မင်းဒီကိုရောက်လာခဲ့တယ်လို့မျိုးပေါ့မင်းရဲ့အတွင်းထဲမှာငါဟာငယ်ရွယ်တဲ့တငယ်ချင်းတယောက်ကိုတွေ့ပါတယ်ကျွန်တော်ကခမည်းရဲ့တငယ်ချင်းလားဟုတ်တယ် ဘာကြောင့်လဲဆိုတော့မင်းဟာငါတငယ်ချင်းမို့လို့ပဲပေါ့ဒီမှာမင်းနဲ့ငါနဲ့ဆွေးနွေးပြောဆိုနေကြတာက တိုင်ပင်ဆွေးနွေးကုသမှုလုပ်နေတာမဟုတ်ဘူးလေပြီးတော့မင်းနဲ့ငါအကြမ်းမှာအလောက်ဆက်ဆံရေးလည်းမရှိဘူးငါအတွက်တော့မင်းဟာအစားထိုးလို့မရတဲ့တငယ်ချင်းတယောက်ပါပဲမင်းရောအဲ့ဒါလို့မထင်ဘူးလားကျွန်တော်ကခမရရဲ့အစားထိုးလို့မရတဲ့တငယ်ချင်းဟုတ်လားမဟုတ်သေးဘူးအခုချိန်မှာတော့ကျွန်တော်အဲ့ဒီအကြောင်းအရာကိုစဉ်းစားနိုင်အောင်မှာမဟုတ်ဘူးဆက်ပြီးတော့ပဲဆွေးနွေးကြရအောင် နောက်ဆုံးတစ်ခုကဘလို့လဲအချစ်တာဝင်လေအဲ့ဒါကိုအစင်းနှစ်စင်ခွဲပြီးစဉ်းစားရမယ်ပထမက ချစ်မှုရေးရာလို့သတ်မှတ်ထားတဲ့ဆက်ဆံရေးဒုတိယကမိသားစုနဲ့ဆက်ဆံရေးအထူးသဖြင့်တော့မိဘသားသမီးဆက်ဆံရေးတွေပေါ့အလုံနဲ့ငွေချင်းကိစ္စတော့ငါတို့ဆွေးနွေးခဲ့ကြပြီးပြီဒါပေမဲ့အဲ့ဒီတာဝန်သုံးခုထဲမှာအခက်ခဲဆုံးကတော့အချစ်တာဝန်ပဲငွေချင်းဆက်ဆံရေးတစ်ခုကအချစ်အဖြစ်ပြောင်းလဲသွားတဲ့အချိန်မှာ သူတို့တွေချစ်သူအဖြစ်ပြောင်းလဲသွားတဲ့အခိုက်အတန့်မှာပဲတငယ်ချင်းတွေအဖြစ်နဲ့ပြောရတဲ့စကားတွေနဲ့အပြုအမူတွေကိုစက်သုံးနေလို့မရတော့ဘူးတိတိကျကျပြောရရင်မင်းမှချစ်သူရီစာရသွားတဲ့အချိန်မှာစန့်ကျင်ဘက်လိန်တငယ်ချင်းတွေနဲ့အရင်တုန်းကဆက်ဆံနေတယ်လို့ဆက်ဆံလို့မရတော့ဘူးဖုန်းထဲမှာစန့်ကျင်ဘက်လိန်တငယ်ချင်းတယောက်နဲ့မင်းစကားပြောရုံလေးနဲ့ပဲမင်းချစ်သူမှာတဝင်းတူစိတ်ဖြစ်ပေါ်လာဖို့ရအတွက်အကြောင်းအရာလုံလောက်နေတယ်အချစ်ဆက်ဆံရေးရဲ့အကွာအဝေးဆိုတာကအဲ့ဒါလောက်နီးကပ်နေပြီး အနဲ့နဲကလည်းအဲ့ဒါလောက်အထိနဲ့နေတယ်။ဟုတ်ပါတယ်။အဲ့ဒါကိုဘယ်သူမှတားဆီးထိန်ချုပ်နိုင်မှာမဟုတ်ဘူးလို့ကျွန်တော်ထင်ပါတယ်။ဒါပေမဲ့ကိုလက်တွဲဖော်ကိုကန့်သက်ချုပ်ချယ်တာကိုတော့အဲ့ဒါလာကလက်မခံခဲ့ဘူး။တယောက်ယောက်ကပျော်ရွှင်နေတယ်ဆိုရင်ကြံတယောက်ကအဲ့ဒီအခြေအနေကိုဝမ်းမြောက်ပေးရမယ်။အဲ့ဒါအချစ်ပဲ။တယောက်ကိုတယောက်ကန့်သက်ချုပ်ချယ်တာတွေကိုလောက်ကြတဲ့ဆက်ဆံရေးဟာနောက်ဆုံးမှာကွာပြဲကြမှာပဲ။နေပါအောင်အဲ့ဒီစကားကလူတယောက်ဖောက်ပြန်တာကိုအပေးအမြောက်ပြုသလိုဖြစ်နေတယ် ဘာကြောင့်လဲဆိုတော့တယောက်ယောက်ကပျော်ရွှင်စွာနဲ့ဖောက်ပြန်နေရင်အဲ့ဒါကိုကြံတယောက်ကဝမ်းမြောက်ပေးနေရမယ်သဘောဖြစ်နေတယ်။မဟုတ်ပါဘူး။တယောက်ယောက်ဖောက်ပြန်နေတာကိုငါအားမပေးပါဘူး။ဒီလိုတွေးကြည့်။လူနှစ်ယောက်အတူရှိနေချိန်မှာတယောက်ကိုတယောက်ဖိနှိပ်ပြီးတင်းမာနေကြတဲ့ဆက်ဆံရေးတစ်ခုကိုအချစ်လို့ခေါ်လို့မရပါဘူး။တယောက်ကိုတယောက်တတ်မှတ်မှုရှိနေတယ်ဆိုရင်တောင်မှပေါ့။ငါသူနဲ့ရှိနေချိန်တိုင်းမှာငါဟာငါစိတ်ကြိုက်လွတ်လွတ်လပ်လပ်ပြုတ်မှုလှုပ်ရှားနိုင်တယ်လို့တယောက်ယောက်ကတွေးတယ်ဆိုရင အဲ့လူကအချစ်ဆိုတာကိုတကယ်တမ်းခံစားနိုင်လိမ့်မယ်။သူဟာအေးချမ်းငြိမ်သက်တဲ့ပုံမှန်သဘာဝအခြေအနေနဲ့ရှိနေနိုင်လိမ့်မယ်။နှိမ့်ကြတယ်ဆိုတော့ခံစားချက်တွေကင်းကွာနေလိမ့်မယ်။ဒါမှမဟုတ်တာလွန်မြင့်မြတ်တဲ့အကြောင်းကိုကြွားဝါနေစရာတွေမလိုပဲသူ့အရှိတိုင်းပဲနေထိုင်နိုင်လိမ့်မယ်။တကယ်စစ်မှန်တဲ့အချစ်ဆိုတာအဲ့လိုမျိုးပဲ။ခြားတစ်ဖက်မှာတော့ကန့်သက်ချုပ်ချယ်တယ်ဆိုတာကကိုယ့်လက်တွဲဖော်ကိုထိန်းချုပ်ဖို့စူးစမ်းနေတဲ့စိတ်ဓာတ်ကိုထုတ်ဖော်ပြသနေသလိုပါပဲ။ အဲ့ဒီစိတ်ဓာတ်ဆိုတာကလည်းမယုံကြည်မှုဆိုတဲ့ခံစားချက်ပေါ်မှာအခြေခံပြီးဖွဲ့တည်လာတာပါပဲမင်းကိုမယုံကြည်နိုင်တဲ့တစုံတစ်ယောက်နဲ့တူညီတဲ့နေရာတစ်ခုမှာအတူနေထိုင်ရတာဟာလူတစ်ယောက်သူ့ရဲ့အရှိတိုင်လွတ်လွတ်လပ်လပ်နေထိုင်လို့မရနိုင်ဘူးဆိုတဲ့အနေအထားတစ်ရက်ပါပဲလူတစ်ယောက်ဟာကောင်းမွန်တဲ့အခြေအနေတစ်ရက်မှာအတူတကွနေထိုင်ခြင်းနဲ့ဆိုရင်သူတို့ဟာတယောက်ကိုတယောက်ညီမျှတဲ့ကိုယ်ရည်ကိုယ်သွေးတွေနဲ့ဆက်ဆံရလိမ့်မယ်လို့အဒလာကပြောခဲ့တယ်။ကောင်းပါပြီ။ ဒါပေမဲ့အချစ်ရေးဆက်ဆံမှုတွေနဲ့အိမ်ထောင်ရေးဆက်ဆံမှုတွေမှာခွဲခွာခြင်းဆိုတဲ့ရွေးချယ်စရာတခုလည်းရှိနေတယ်။ဆိုတော့နှစ်တွေကြာကြီးအတူနေလာကြတဲ့ခင်မုန်းတဲ့ဇနီးတော်မှဆက်ဆံရေးမှာမယုံကြည်မှုတွေဖြစ်လာပြီးဆိုရင် ခွဲခွာသွားတတ်ကြတယ်။ဒါပေမဲ့မိဘသားသမီးဆက်ဆံရေးမှာတော့အဲ့ဒီကိစ္စကမူအရဖြစ်နိုင်စရာမရှိဘူး။ တာယာကျင်းနူးဘွယ်အချစ်ရေးဟာကျိုးနီတွေနဲ့ချိတ်ဆက်ထားတဲ့ဆက်ဆံရေးဖြစ်နေတယ်ဆိုရင်မိဘတွေနဲ့ကလေးတွေအကြားကဆက်ဆံရေးကတော့ခိုင်မြဲတဲ့ချိန်ကျိုးနဲ့ချိတ်ဆက်ထားသလိုပဲမိမာရှိတာကကက်ကြေးသေးသေးလေးတခုပါပဲဒါဟာမိဘသားသမီးဆက်ဆံရေးအကြားကအခက်ခဲတခုပဲဆိုတော့လူတယောက်ဟာဘာလုပ်ရမလဲဒီအစ်စ်မှာငါပြောနိုင်တာကတော့မင်းထွက်မပြေးနဲ့ဆိုတဲ့စကားပဲဆက်ဆံရေးကဘလောက်ပဲစိတ်တော်ကရောက်စရာအနေထားဖြစ်နေပါစေ မင်းရှောင်ရှားလို့ဒါမှမဟုတ်ကင်တွယ်ဖြည့်ရှင်းတာကိုရက်တန့်လိုက်လို့မရဘူးအဆုံးသတ်မှာမင်းအဲ့ဒါကိုကက်ကျေးနဲ့ဖျက်ပစ်မယ်ဆိုရင်တောင်မှအဲ့ဒါကိုတော့မျက်နှာချင်းဆိုင်ကြည့်ရအောင်ပါပဲလှုပ်ရှားရရှိရာတွေတဲကအဆိုးဆုံးကတော့အခြေအနေကိုရင်မဆိုင်မဲအဲ့ဒီအတိုင်းကြီးမလှုပ်မရှားနေနေတာမျိုးပဲအခြေခံသဘောတရားအဖြစ်တော့လူတယောက်ဟာဘဝကိုလုံးလုံးတယောက်တည်းနေထိုင်နိုင်ဖို့ဆိုတာဟာမဖြစ်နိုင်ပါဘူးလူတယောက်ဟာတသီးပုဂ္ဂလဖြစ်နေတယ်လို့ပြောမယ်ဆိုရင်တောင်မှ ဲ့ဒါဟာလူမှုရေးရာဘောင်အတွင်းကနေကြည့်ပြီးတော့ပဲပြောနိုင်ပါလိမ့်မယ်။ဒါကြောင့်မဲအက်ဒလာစိတ်ပညာမှာကိုကိုကိုမိခိုဖို့နဲ့လူအဖွဲ့အစည်းနဲ့ပူးပေါင်းဆောင်ရွက်ဖို့ကိုရှေ့တန်းတင်ပြီးအဓိကရည်ရွယ်ချက်တွေအနေနဲ့ထားထားတာပါပဲ။ပြီးတော့မှအဲ့ဒီရည်ရွယ်ချက်တွေကိုပြေဝအောင်ဘယ်လိုလုပ်မလဲဆိုတာကိုပြောထားတာ။အဲ့ဒီမှာတော့အက်ဒလာက အလုတ်မိတ်ဆွေ အချစ်ဆိုတဲ့တာဝန်၃ရက်နဲ့တက်ရှိလူသားတဦးအနေနဲ့ဘလို့မှရှောင်လွဲမရဘဲရင်ဆိုင်ရမယ်လူလူချင်းအပြန်အလှန်ဆက်ဆံရေးဆိုတဲ့တာဝန်တွေကိုဖော်ပြခဲ့တယ်။လူငယ်ဟာအဲ့ဒီအချက်တွေရဲ့အနက်မှန်ကိုစုပ်ကိုင်နိုင်ဖို့ရာအတွက်ရုန်းကန်နေရဆဲပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။စာအုပ်လေးကိုဒီမှာပဲခေတ္တခဏရပ်နားလိုက်ပါရစေနော်။နောက်ဆက်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်။ကျမ်းမာပေးကင်းကြပါစေ။